ဒုတိယပိုင်းမှာတော့အဲ့ဒီအကြောက်တရားတွေဖိအားတွေအကောင်လုံးလွှတ်ချလိုက်ပြီးတော့တခုခုတော့ငါတို့ရအောင်ပြန်လုံးမယ်ဆိုရင်အဲ့တိုက်ပွဲဝင်စိတ်တဲ့ fighting spirit တခုကိုပြန်မြင်လာရတယ်ပြန်ပြီးတော့အသင်းသားတွေရှေ့မှာရက်လက်ကောင်းခဲ့တဲ့ဟိုကပြန်မြင်ရတဲ့အသင်းသားအချင်းချင်းပြန်ပြီးစီလုံးမှုတွေပြန်ပြီးတော့ဒါအထူးတူကတိုက်ပွဲဝင်ပြီးတော့ဖော်ဆောင်မှုတွေကိုကျွန်တော်မြင်ရတယ်ဗောနော် အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ကျွန်တော် The Sports Corner ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပွဲပြီးသုံးသက်ချက်တွေကိုဒီနေ့တောက်လျှောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲကတော့ Crystal Palace တင်းနဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာတော့ United က away goal မှာ1-2နဲ့နိုင်ခဲ့ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုချင်းညီရပဲဒီကောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းညီမင်္ဂလာပါမင်္ဂလာပါကိုနေနိုင်ဟုတ်ကဲ့အာဒီနေ့ကတော့တန်နေအောင်ဝင်လို့အဲ့တော့ကျွန်တော်တို့ United ကမနိုင်ဘူးထင်နိုင်တယ် နိုင်မယ်မထင်မနိုင်ဘူးဗောနော်ကျွန်တော်တို့တော်တော်လေးမျက်လဲပြရနေတယ်ဘာလို့လဲ Crystal Palace ဆိုတာလက်ရှိပါဒီပွဲမတိုင်ခင်အိမ်ခွင့်ရှုံးပွဲမရှိသေးတဲ့အသင်းတော်တော်လေးဖောင်ကောင်းနေတဲ့အသင်းကျွန်တော်တို့အားလုံးထင်ကြီးနေတဲ့ Oliver Glanstar ရဲ့3 back ကြီးကိုဟာ United ကအကောင်းဆုံးပုံစံနဲ့ဒါနိုင်ပွဲရအောင်ဆွဆောင်နိုင်ခဲ့တယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကိုချစ်ကြီးအမြင်လေးပြောပြပါဦးဟုတ်ကဲ့ပါအဲ့တော့ United က အဲ့မထင်ထားတာလေဆိုရင်ပူကောင်းတတ်တဲ့အဲ့ဒီအကျင့်လေးอ่ะအခုဒီညင်အဲ့ညင်လေးကမြင်နေရတော့ပဲပေါ့နော်လီဗာပူးကိုလှုပ်ခဲနိုင်ခဲ့တဲ့ပွဲလိုပဲအဲ့ပြီးခဲ့တဲ့နှစ်ကလည်းမန်စီးတီးကိုနိုင်ခဲ့တာတွေမထင်မှတ်တဲ့အာဆင်နယ်နဲ့တွေ့တဲ့ပွဲတွေမှာလှုပ်ပြခဲ့တာတွေမထင်ထားတဲ့ပွဲမျိုးတွေမှာဆိုရင်ဖိအားမရှိဘဲနဲ့အဲ့လိုအောက်သင်းနေတဲ့ကစားရရင်ပူကောင်းတယ်တကယ်သူနိုင်သိနိုင်ထိုက်တယ်ဒီပွဲတော့ယူနိုက်တက်နိုင်မှာပဲလို့အားလုံးကဝိုင်းပြီးယုံကြည်ထားတဲ့အများကြီးမျှော်လင့်ထားတဲ့ပွဲမျိုးတွေမှာဆိုရင် အဲ့ထင်သလောက် performance လည်းမကောင်းရှက်လက်လည်းမကောင်းဆိုတာမျိုးအဲ့လိုဗျောင်းမြန် character နှစ်မျိုးဖြစ်နေရဆိုတော့ဒီပွဲမှာအမှန်တမ်းပြော United ကိုအများကြီးမမျှော်လင့်ခဲ့ဘူး Crystal Palace ရဲ့အိမ်ကွင်းလည်းဖြစ်နေတယ်မာကျော်မှုလည်းရှိတယ်ဆိုတော့ဒါ United အတွက်လွယ်မဲ့ပွဲမဟုတ်ဘူးလို့ထင်ထားရမယ်ပထမပိုင်းမှာတော့ကျွန်တော်ထင်ထားတဲ့အတိုင်းတော့ဖြစ်ခဲ့ပါ United တော်တော်လေးရုန်းကန်ခဲ့ရတယ်ပထမပိုင်း45မိနစ်မှာ Crystal Palace ကဥဆောင်ဂိုးလည်းရတယ်ပွဲ1-0လည်းဥဆောင်ထားတယ် United အတွက်တော်တော်လေးကိုခတ်ခဲခဲ့တဲ့ပွဲဖြစ်ခဲ့တယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပွဲရဲ့အခြေအနေတွေအများကြီးအပြောင်းအလဲတွေဖြစ်ပြီးတော့ ခရစ်စတီယဘဲလေးတထုံယုံခံလိုက်ရပြီးတော့ယူနိုက်တက်ဒုတိယပိုင်းပြန်လာပုံကတထုံကိုအားကောင်းနေတယ်ပေါ့နော်ဒီကမ်ဘက်ဝင်းကဒုတိယပိုင်းမှာယူနိုက်တက်ကယုံကြည်မှုရောစိတ်တက်ပိုင်းအဓိကခြေစွမ်းပိုင်းအများကြီးကွာခြားသွားတယ်ဆိုတာထက်စိတ်တက်ပိုင်းမှာဒုတိယပိုင်းမှာအများကြီးတုံ့ပြန်ပုံတွေကချီးကျူးစရာကောင်းပါကျွန်တော်အနည်းဆုံးဒီလိုစိတ်တက်နဲ့ကစားရင်ရှုံးခဲ့ရင်တော့မပြိတက်ကအပြစ်မပြောကျွန်တော်မြင်လာတော့အဲ့ပထမပိုင်း45မိနစ်ကောပြီးခဲ့တဲ့ Everton နဲ့တယောက်ထွက်ကြီးနဲ့ရှုံးခဲ့တဲ့ပွဲမှာရောပြိတက်ကအဓိကရှုံးခဲ့တယ်ဆိုတာထက်ကိုအဲ့ဘာစိတ်တက်မှာ နိုင်လို့စိတ်လည်းမမြင်ရဘူးတခုခုစားလောင်နေရအောင်လုပ်မယ်ဆိုတဲ့စိတ်တက်မျိုးမမြင်တိုက်ပွဲဝင်စိတ်ကိုမမြင်ခဲ့ရအောင်ဟုတ်ကဲ့ဒီပွဲပထမပိုင်း45မိနစ်ထိလည်း United ကအကြောက်တရားတွေနဲ့ဖိအားတွေနဲ့ကစားနေနေဒုတိယပိုင်းမှာတော့အဲ့ဒီအကြောက်တရားတွေဖိအားတွေအကောင်လုံးလွှတ်ချလိုက်ပြီးတော့တခုခုတော့ငါတို့ရအောင်ပြန်လုပ်မယ်ဆိုရင်အဲ့တိုက်ပွဲဝင်စိတ်တဲ့ fighting spirit တခုကိုပြန်မြင်လာရတယ်ပြန်ပြီးတော့အသင်းသားတွေရှေ့မှာရက်လက်ကောင်းခဲ့တဲ့ဟိုကပြန်မြင်ရတဲ့အသင်းသားအချင်းချင်းပြန်ပြီးစီးလုံးမှုတွေပြန်ပြီးတော့ ဒါအတူတူကတိုက်ပွဲဝင်ပြီးတော့ဖော်ဆောင်မှုတွေကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဒီပုံစံလေးကပဲဒါရက်လက်ကောင်တည်သွားတာအမှန်တိုင်းပြောချေသွန်းရအရန်ကြီးတော့ပဲလေထိမ့်မနိုင်သိမ့်မရဖြစ်လောက်အောင်ယူနိုက်တက်ဒုတိယမှာပြန်ကောင်းလာပြီးတော့နိုင်သွားတာမျိုးဆိုတော့အဲ့ပွဲအလှည့်ပြောင်းသေးသေးလေးတွေကိုလည်းပပနဲ့နဲ့ဖန်တီးသွားနိုင်တာလည်းပါပါတယ်ဒီပွဲမှာတော့ဇက်ဇီဟီးရိုးဖြစ်သွားခဲ့တယ်ပြီးတော့မေဆမောက်တကယ်ကိုပါနေတဲ့အနိုင်ကိုတကူကိုတွင်းသွားနိုင်တယ်ဆိုတော့အမိုးရင်အတွက်ရောယူနိုက်တက်အတွက်ရောတကယ်ကိုအဖိုးတန်တဲ့နိုင်ပွဲဒီလိုနိုင်ပွဲမျိုးအရန်အရေးကြီးတယ်အခုဆိုရင်ဒါအမှတ်ပေးစရာမှာ အဆင့်9နေရာပြန်ရောက်လာပြီးတော့ဥရောပဝင်ခွင့်အတွက်အားကောင်းလာပြီလို့ပြောလို့ရတယ်ပြီးတော့ Crystal Palace နဲ့တွေ့တာတဲ့ Premier League နောက်ဆုံး၄ဝဲဆက်မနိုင်တာတွေ Palace ကွင်းမှာ၅နှစ်စလိုက်မနိုင်ထားတဲ့ဒီမှတ်တမ်းဆိုးတွေကိုလည်းတစ်ခါလေးချင်းဖြတ်နိုင်တယ်ဆိုတော့တကယ်ကိုဒါ United အတွက်အမှုရင်အတွက်တကယ်ကိုကြီးတက်စရာကောင်းတဲ့နိုင်ပွဲလို့ကျွန်တော်တို့မှတ်ချက်ပေးခြင်းပါတယ်ဟုတ်ကဲ့တော်တော်လေးကောင်းပါတယ်အဓိကကတော့ကျွန်တော်တို့အဆင့်နှစ်မှာ Man City က25မှတ်ဟုတ်ကဲ့ United က27မှတ်ဆိုတော့၄မှတ်ပဲကွာတယ်စသုံးပွဲပဲကန်ရသေးတယ်အဲ့တော့ ဘာမဆိုဖြစ်နိုင်လဲကျွန်တော်ပြောတာလက်ရှိ၄မှတ်ဆိုတာဘွားကြီးမဟုတ်ဘူးယာသီလာအဲ့တော့ United ကအစစ်နှစ်နေရာလောက်ထိမှန်လို့မရဘူးလို့ကျွန်တော်ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့လက်ရှိလူစင်းဆိုတာမော်ရင်လိုဂျင်နဲ့စကော့တမဟုတ်သေးဘူးဟာနည်းနည်းလေးပြုပြင်ပြောင်းလဲမှုလုပ်ထားရပဲရှိသေးတယ်နောက်ဒီဘွားမှာကျွန်တော်ကတော့အားရစရာအကောင်းတဲ့အချက်တစ်ခုကို United ဘက်ကပြောပါဆိုရင်ကျွန်တော်အနေနဲ့ကဒီယာသီမှာအာဂူတီခေါ်ထားခဲ့တဲ့ Matthias Cunha နဲ့ဒါကျွန်တော်တို့ Benjamin Sesko လို့မပါနိုင်တဲ့အချိန်မှာ Mason Mount နဲ့ဇာစည်းက တယောက်တကိုးစီတောင်းနိုင်ခဲ့တယ်ဆိုတာကြီးကလုံးဝကြီးကိုဒါအသင်းအတွက်မော်ရယ်ကောဒီစိတ်သက်ပိုင်းဆိုင်ရာပေါ့နော် အများကြီးမြင့်တက်စေတယ်သူတို့ရဲ့စူးစမ်းအားထုတ်မှုတွေပြန်မြင်ရတယ်အဲ့တော့ကစားသမားတွေရဲ့ဒုတိယပိုင်းမှာနိုင်လုံစိတ်ပြင်းပြမှုတွေမြင်ခဲ့ရတယ်တစ်ဖက်ကခွေဆယ်ပဲလေးစတင်ရတော့ကျွန်တော်တို့အဲပွဲကစားချင်းအစောပိုင်းမှာဒီအဓိကအစ်မိုင်လာစားထွက်ပြီးအကီဒီယာကိုမိနောက်ပိုင်းတိုက်စစ်ကတော်တော်လေးကိုအားနေသွားတယ်အဲ့တော့ကျွန်တော်အဇီးနဲ့အိုလီစီကိုရောင်းထုတ်လိုက်တဲ့နောက်ပိုင်း ဒီတန်တွေကိုကျွန်တော်တို့တချို့ပွဲတွေမှာမခံရပေမဲ့တကယ့်ပွဲကြီးတွေမှာတကယ့်ကိုဟို clinical လောက်ရမယ့်နေရာတကယ့်ကိုဆုံးဖြတ်ချက်တွေလောက်ရမယ့်နေရာတွေမှာတော့ crucibles အားနေလာတာတော့တိတာလာတယ်ပေါ့နော်အဲ့ဒါကဒါအရင်လူစင်းမတောင်းနေမှုပါအဓိကပေါ့အဲ့တော့ဒီပွဲစဉ်မှာကျွန်တော် crucibles နဲ့ united နဲ့ကစားခဲ့တယ် united အသေးဒုတိယပိုင်းမှာသူတို့ရဲ့ဘယ်အပိုင်းတွေကိုအဓိကကောင်းခဲ့လဲပြင်ခဲ့လဲနောက်ပြီး united အသေးဒီပွဲရဲ့နိုင်ပွဲဟာကျွန်တော်တို့ကိုဟိုဘယ်လောက်ထိဟိုဆက်လက်ပြီးတော့တည်ဆောင်သွားနိုင်မယ်လို့ထင်လဲပေါ့နော်ဟုတ်ကဲ့ အဲ့တော့ဒီဘလောက်ထိတည်ဆောင်သွားနိုင်မလဲဆိုတော့မိကုံးကတော့ကျွန်တော်လေးဖြေရခက်တယ်အဓိကအဲ့ဒါအမိုးရင်လုံနိုင်ဖို့လုံနေတဲ့တခုတည်းသောအရာပေါ့နော်ဟုတ်ကဲ့အဲ့ဒီ consistency ရှိဖို့ဒီလိုတစ်ချက်တစ်ချက်ထထပြီးတောက်တဲ့မီးတောက်ကို carry လုံသွားနိုင်ဖို့အဲ့လိုသာလုံနိုင်ပြီဆိုရင်လည်း United ကလူယိုသေးရွှေယိုသေးနဲ့သူတို့ရှိသင့်ရှိတတ်တဲ့ level တခုကိုပြန်ရောက်လာမှာအဲ့ဒီအလုပ်ကိုမလုံနိုင်လို့လေတနေ့ငွေတနေ့ရွှေနဲ့ရလက်တွေကကစင်ကလေးရဖြစ်ပြီးတော့ဟိုကျွန်တော်တို့ပြောနေကြသလို ်ထင်ထားရင်မကောင်းဘူးမထင်ထားရင်ပိုကောင်းတယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်နေရဆိုတော့အဲ့တော့အဲ့ဒီလုပ်ကိုလုံနိုင်ဖို့တော့ရှေ့လာမဲ့ပွဲတွေမှာဆက်ပြီးကြည့်ရအောင်ပါဗောလေအဒီပွဲမှာတော့ဒါကိုရနာပြောသလိုပဲပွဲရဲ့ gain changing movement နေလေးကိုကျွန်တော်ပြောမယ်ဆိုရင်ပထမအိုင်းမှာ United တော်တော်လေးယုံကန်တယ်ရှင်းပါတယ်ပဲလေးလည်းအရင်အကောင်းကြီးမဟုတ်ဘူးဆိုပေမဲ့ပထမအိုင်းမှာပဲလေးရဲ့ကစားပုံ industry သူတို့ရဲ့ဖိအားပေးပုံအလုပ်လုပ်ပုံတွေတိုက်စစ်အလုပ်လုပ်ပုံတွေကတော်တော်လေးကောင်းတယ် Ismail Asa ရှိနေတဲ့ရှိတာနဲ့မရှိတာကြားမှာတော်တော်ကြီးကွာတယ်ဗျအဲ့ဒါတော့လုံးဝလက်ကူလက်ခံရမယ် ဒီပွဲမှာ United နိုင်ဖို့ဖြစ်လာတဲ့အဓိကအကြောင်းရင်းကလည်းကျွန်တော်အမြင်ပြောရရင်အဲပွဲကစားချိန်38မိနစ်မှာပွဲလေးက1-0ဦးဆောင်နေတဲ့ Ismail Lasa ဒဏ်ရာရပြီးတော့ Ankiti ရဝင်လာတာကပဲပွဲရဲ့လုံးဝ gain changing movement ပဲအဲဒီနောက်ပိုင်းတွေက Crystal Palace ရဲ့တိုက်စစ်ကတောက်လျှောက်ကျလာတာပထမပိုင်းမှာတော့အရင်ကြီးမသိတာသွားဘူးပွဲက1-0ဆိုဖြစ်နေတယ် United ကိုယ်တိုင်လည်းအရင်ကြီး Palace ကိုတိုက်ဖွဲ့ပြီးတော့ဖိအားပေးတာမျိုးမဟုတ်ဒုတိယပိုင်းမှာတော့တကယ် United က ရှုံးနေတယ်ရှုံးနေတယ်အသင်းဆိုတော့မထူးဆိုပြီးတော့ပြန်ပြီးတော့ဖိအားပေးဖို့လည်းလှုပ်လာတဲ့အချိန်မှာကျွန်တော်ခရစ်စတယ်ဘဲလီးယားခန်စစ်ကလည်းဖိအားတွေများလာတယ်တိုက်စစ်ကလည်းဘာမှကိုမလုပ်နိုင်တော့ယူနိုက်တက်ကိုဒီမာတီတက်ကိုတိုင်းနဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာဒီလစ်တို့ယူရိုတို့တောက်လျှောက်ဖိအားတွေပေးပြီးအမားတွေဖြစ်အောင်လှုပ်ပေးနေတဲ့ပရက်ဇင်တွေလှုပ်ထားနိုင်တဲ့မာတီတက်တော်မှာရုန်းကန်လာတယ်ပီနိုလည်းဘာမှမလုပ်နိုင်တော့ဒီမှာနောက်တစ်ခုကခရစ်စတယ်ဘဲလီးယားဂျာဇာရီနီးယားမှာယူရိုပါကွန်ဖရင့်လိကန်ထားလို့ပွဲပန်းပြီးတော့ ဒုတိယမှာကစားကြသွားတဲ့အချိန် United ကတိုက်စစ်တင်လာတဲ့အချိန်နဲ့တွားပြီးတော့တိုက်ဆိုင်သွားလဲပါတယ်တေကြာတာတော့အန်ခီတီးယက်ကိုထည့်လိုက်တဲ့ဂလန်စနာရဲ့နီးဗျူဟာအပြောင်းလဲကတတော်ကိုဆူဆူဝါးကိုလွဲခဲ့အန်ခီတီးယက်ကဘယ်မှာမှအလုံးမလုံးဘူးတိုက်စစ်ပိုင်းအတွက်လည်းသုံးဝင်ဘူးဘယ်မှာမှအသင်းအတွက်အကျိုးမဝင်မဲနဲ့ဒီမာတီတာတို့ပီနိုတို့နဲ့ချိတ်ဆက်မှုတွေမှာလည်းအားမကောင်းဘူးသူတယောက်တည်း isolated ဖြစ်ပြီးတော့ကစားကွက်ထဲမှာလည်းရှိမနေဘူးဘာမှကိုမဆိုင်ဘူးတယောက်ရော့နဲ့ကစားနေရသလိုဖြစ်သွားတော့ ဒီအချိန်တွေကတော့ Crystal Bay လေးကိုတော်တော်လေးယော့ကျသွားစေတယ်။ပိုကောင်းသွားတာက United ကအဲ53မိနစ်54မိနစ်မှာ free kick ကနေပြီးတော့ Bruno ကန်နေပေးလိုက်တာနေဇက်စီးရတစ်ချက်ထိမ်းပြီးတော့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့1%လောက်ပဲရှိရေဂိုးရနိုင်ခြင်းရှိတဲ့ခြေလေးမျိုးကိုတပတ်လှည့်ပြီးတော့တန်းလုပ်ပြီးတော့ကန်သွားတဲ့ဟာကြီးอ่ะခရစ္စတယ်ဘဲလီခံစစ်ကလည်းကန်မဲမထင်ဘူးဂိုးသမားလည်းကန်မဲမထင်ဘူးအဲ့ဒီ surprise မိသွားပြီးတော့အဲ့ဒီဂိုးရသွားတာကလည်းခရစ္စတယ်ဘဲလီကတော်တော်လေး ဖိအားဝင်တာအဲ့မှာတည်းကပွဲကတည်သွားပြီခရစ်ဆယ်ဘဲလေးကဒီအခြေအနေကိုပြန်တုံ့ပြန်နိုင်ဖို့ကသူ့မှာဘလို့မှတိုက်စစ်ကိုလည်းပြန်တင်လို့မရခန်းစစ်ကလည်းဖိအိုဖိအားစပြီးတော့အကုန်လုံးရော့ကြလာပြီးတော့ United ကကြတော့လုံးဝ motivate ဖြစ်သွားပြီးတော့အဲ့ goal ရသွားပြီးနောက်ပိုင်းမှာ United လုံးဝကစားတာကြွရွလာပြီးတော့ပို့ပြီးအားရှိလာတယ်ပို့ပြီးတော့အားတက်လာတယ်ပို့ပြီးတော့ဟို organize ပို့ဖြစ်လာတယ်ဗောနော်အဲ့နောက်မှာတည်းက United ကတခုခုထပ်လုပ်ပြတော့မလားဆိုတဲ့ခံစားမှုလေးတွေရနေတယ်63မိနစ်မှာထပ်ပြီးတော့ free kick ရတယ်ဒါတော့ကြောင့်ရတယ်အဲ့ free kick ကို ပုံမှန်တိုင်းဆိုရင်တော့ဒီ free kick ကိုလည်း Bruno Fernandes ကန်ပါပဲကန်နေကြပဲဟုတ်ကဲ့ဒီမှာ Bruno Fernandes ကအသားလေးတုတ်ထုတ်ပေးလိုက်ပြီးတော့ Christian Bale ခံစင်းတဲ့ဂိုးသမားတို့ ready မဖြစ်သေးတဲ့အချိန်မှာကန်မယ်မထင်ထားတဲ့အချိန်လေးလေးမှာ Mason Mount ကပြေးကန်ပြီးတော့ဒီရောင်ပြိုင်ဘက်ကိုလှည့်စားပြီးတော့ပါပါနဲ့နဲ့ပဲနှစ်ဂိုးလုံးကို United ကပါပါနဲ့နဲ့ယူသွားနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ဒီလိုပွဲမျိုးတွေမှာကျွန်တော်မြင်တာကတော့အခွင့်အရေးကြီးကြီးမားဘစ်ချန်ကရချင်မှရလိမ့်မယ်ပဲဒီလိုဘစ်ချန်မဟုတ်ပေမဲ့ဟက်ချန်လောက်ပဲရှိတဲ့အခွင့်အရေးကိုခိုးဖြစ်ပြောင်းနိုင်တာကပဲဒီပွဲမှာ United ရဲ့ နိုင်ပွဲကိုအဓိကယူပေးသွားနိုင်တာအဲ့တော့ဒါကိုချီးကျူးရမယ်ဇက်ဇီးဆိုရင်ဒုတိယပိုင်းကစားသွားတာတော်တော်လေးကိုအံဝင်လာတယ်သူရဲ့လောင်းဘတ်စီလောင်းဘောတွေမှာအမြင့်ဘောတွေမှာသင်းဘောတွေနဲ့ချိတ်ဆက်နိုင်မှုတွေပြီးတော့မေဆမောင်းတို့အမ်ဘူမိုတို့ဘရူနိုတို့နဲ့တိုင်ပင်ကြိုက်ပို့ပြီးတော့လှုပ်ရှားနိုင်မှုတွေမြင်လာတယ်ဒုတိယပိုင်း45မိနစ်မှာတော့ဇက်ဇီးရအရန်ကို impact ကောင်းလာတယ်ပေါ့နော်ပထမပိုင်း45မိနစ်လုံးလုံးလေးပျောက်ခဲ့တယ်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာလည်းထင်သလောက်လေးအလုံးမဖြစ်ခဲ့ဘူးပြီးတော့ Mason Mount ဆိုလည်းဒီပွဲမှာဘာမှအရန်ကြီးချေပိုးအောင်မကစားနိုင်ဘူးဆိုပေမဲ့ ဲ့သူ့ရဲ့ဒုတိယဂိုးတော်တော်လေးပါပါတဲ့နဲ့ကန်သွားတဲ့ free kick ဂိုးကအသင်းအတွက်တော်တော်လေးကိုအရေးပါတယ်ဆိုတော့ဒါတွေကပဲဒီမှာ United နိုင်ဖို့အကြောင်းတရားတွေဖြစ်လာတယ်ပြီးတော့ပထမပိုင်းမှာပေးလိုက်ရတဲ့ penalty မှာလည်းဘေးကိုဘေးရမယ်လို့ကျွန်တော်တို့မြင်ပါတယ်ဆယ်ပဲလေးရရသွားတဲ့ penalty မှာ Euro ဟန်ချက်ပြက်လဲကျသွားတဲ့ချိန်မှာမာတီတာကိုသွားပြီးတော့နောက်ကနေဖိမိသလိုဖြစ်တယ် penalty ဘေးကိုဘေးရမယ်အဲ့ penalty ကန်တယ် double touch ဖြစ်သွားတယ်ပြန်ကန်ခိုင်းတယ်ပြန်ကန်ခိုင်းတဲ့ချိန်မှာလည်းမာတီတာကနှစ်ချိန်ကန်တာမှာလည်းလုံးဝအမှားရမရှိဘဲနဲ့ဒါဂိုးလေးသွင်းထားတဲ့ဆို ပထမပိုင်းမှာ United ကံကောင်းတာတစ်ခုကဖြည့်ပြောရမှာကခံစစ်ကအမှား3ချိန်လောက်လုပ်တယ်ဟုတ်ကဲ့ပွဲအဆ15မိနစ်လောက်မှာပဲခံစစ်အမှားကြောင့်မာဒေတာ1 by 1 chance ရသွားတယ်ဒါပေမဲ့သူရဲ့အဆုံးသက်အားနည်းခဲ့လို့ဂိုးမပေးလိုက်ရဘူးကံကောင်းသွားတယ်ဒီယူရိုရဲ့အမှားကနေ33မိနစ်မှာပယ်နတီပေးရတယ်အဲ့ဒီပယ်နတီကနေတော့ပယ်လစ်ကဂိုးရသွားတယ်ပြီးတော့ပထမပိုင်းပြီးခဲ့ဒီမှာဒီလစ်မဖြစ်တဲ့အချိန်တွေကနေပြုတ်ကျပြီးတော့ချော်ကျနေတယ်အန်ခီတီရဲ့လွတ်လွတ်ကျွတ်ကျွရသွားတယ်ဒါအောင်ဂိုးဖြစ်မပြောင်းနိုင်လိုက်တာလည်းကံကောင်းသွားတယ်ဗောနော်အဲ့တော့ ပြောချင်တာပထမပိုင်းမှာအဲ cancel အမှားတွေကြောင့် cancel ပဲလေးကိုခွေ၃ချိန်လောက်ပေးရတဲ့ထဲမှာတကိုးပဲပေးလိုက်ရတာလဲကန်ကောင်းသွားတယ်တကယ်လို့ဒါပထမပိုင်းမှာလေး2ဇီလောက်သာဖြစ်နေပြီဆိုဒုတိယပိုင်းမှာဘလူးကပြန်လာနိုင်ဖို့ကမဖြစ်နိုင်တော့ဘူးအဲ့မှာလေးစိတ်တဲ့ပိုင်းကပြိုလဲသွားနိုင်တယ်အဲ့ပထမပိုင်းမှာအဲ1 0ဆိုတဲ့အခြေအနေလေးပဲဖြစ်နေတာကလည်းဒီဘက်မှာ United ဒုတိယပိုင်းမှာ comeback ပြန်လာဖို့အတွက်အခွင့်အရေးနဲ့မျှော်လင့်ချက်ကလေးပြန်ရှိသွားပြီးတော့အဓိကတော့အဲ Zagzi ရဲ့လုံးဝမထင်ထားတဲ့အခြေအနေ tight situation မှာ ရသွားတဲ့ဂိုးကပဲကျွန်တော်ထင်တယ်ယူနိုက်တက်ကစိတ်တဲ့ပိုင်ရောခရစ်စတယ်ဘဲလီရဲ့အားကောင်းနေတဲ့ယုံကြည်မှုရောရိုက်ချိုးလိုက်ပြီးတော့ဒီပွဲရဲ့လုံးဝအကြီးမားဆုံးအလှည့်ပြောင်းတစ်ခုဖြစ်သွားတယ်ခရစ်စတယ်ဘဲလီဘက်ကတော့ instrumental စားမရှိတော့တဲ့တိုက်ဆက်ကလုံးဝအသက်မဲ့သွားတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ကဲ့ပါအဓိကတော့ကျွန်တော်တို့ဒီပွဲမှာဒီပနတီပြန်ကန်ခိုင်းတဲ့ကိစ္စပါเนาะအဲဒါကတော့ tabletage ဖြစ်သွားတယ်အဲ့တော့ accidentally ဒီဖြစ်သွားတဲ့ကိစ္စမျိုးကိုပြန်ကန်ဖို့ကိုကျွန်တော်ဒီရာသီမှာဥရေပြထမ်းပြီးတော့ပြန်ပြောင်းလိုက်တယ်လို့ကျွန်တော်သိရတယ်ဗောနော်ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော် Champion League ဒီ round 16မှာ round 16မှာဒီ Julian Everest Real Madrid တာပြီးဗောနော်ဒါ Atletico Madrid အသင်းဘက်က Julian Everest ကပနတီရအဲ့လိုပဲ dash ဖြစ်သွားတယ်ဒါပေမဲ့အိမ်တုန်းကတော့ပြန်ကန်မခိုင်းခဲ့ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာဒီစီးမင်းတွေပြန်တင်ပြီးတော့ပြန်ပြီးပြထမ်းတဲ့ဒီမှာအခုပြန်ပြောင်းသွားတယ်ဆိုတော့ ပြန်ပြီးတော့ပြန်ကန်ခွင့် retaking ပြန်လုပ်ခိုင်းတယ်ပေါ့နော်ဒါလေးကတော့ဒါခွေဆယ်ပလေးစ်အတွက် advantage ရသွားတယ်ပေါ့နော်ဒါလေးတွေပြောင်းလဲလာတယ် rules လေးတွေအဲ့တော့ဗာပဲပြောပြောကျွန်တော်ဒုတိယပိုင်းမှာ Oliver Glanzner ပိုစုပတ်သက်ဒေါသတွေထွက်နေအောင်မြင်နေပေါ့နော်ဘာတွေသူဒေါသထွက်နေလဲဆိုတော့အဓိကကသူကစားသမားတွေ awareness ကျသွားတာပေါ့ဒီ IO suicide မှုတွေနည်းနည်းလေးလွတ်သွားတဲ့အခြေအရပဲနှစ်ကိုးပေးလိုက်ရတာနောက်ပြီးတော့ဟိုချင်းပြောခဲ့လို့ပဲကျွန်တော်လည်း Joshua Szyi ကိုကျွန်တော်ချီးကျူးခြင်းနဲ့သူကန်တော့တဲ့အလုံးကကျွန်တော် Union Berlin နဲ့ပွဲမှာ လူးဒီယက်စ်ဘိုင်မိနစ်အတင်းတော့ကန်သွားတဲ့ဂိုးတော့တော့အမှတ်ရတယ်အဲ့ဂိုးကလူးစ်ဒီယက်စ်ကဒီဂိုးပေါက်တဲ့ဘလောက်ထိ white area angle ဘလောက်ကျင်လဲဆို1.8 degree ပဲရှိတဲ့အခြေအနေမှာကန်သွားတာပေါ့နော်အဲ့တော့လူးစ်ဒီယက်စ်ကအခုဂျိုရှီယာဆက်စီရဲ့ဂိုးကလည်းအဲ့လိုပုံစံပဲ1.2 degree လောက်2 degree ဆိုတော့ကျင့်ကျင့်လေးရတဲ့ဟာကဂိုးဖို့မဖြစ်နိုင်ဘူးဆိုလို့ဘီးကိုပြောလို့ရတဲ့အရာမျိုးကိုလုတ်ပြသွားခဲ့တာဆိုတော့ဇာစီကိုကျွန်တော်တော်တော်လေးကိုချီးကျူးခြင်းနဲ့ဂိုးသွားခဲ့တယ်ပေါ့ဒါဘဝတော့အမှတ်တရကိုပဲဒါဇာစီတို့ကလည်း မေဆင်မောင်းရဲ့ဂိုးကလည်းဘာပဲဖြစ်ဖြစ်ဘရူနိုနဲ့သူတို့နှစ်ယောက်ကဒီပြိုင်ဘက်ကဲ awareness ကျနေတဲ့အချိန်မှာဟိုဂိုးသမားဟက်ဒါဆင်ကဒေါင်လေးမှာသွားနေရယူပြီးတော့ချက်ချင်းတဲရဲ့ဆိုပေါ့ဒီကိုနေတိုင်းကြီးကဝီစီမှုတ်လိုက်တယ်မြ мян ကိုကန်လိုက်တာအဲ့အချိန်မှာခံစစ်ဒီဝေါ်ကလည်းကင်းစင်ကလေးရပဲ ready မဖြစ်သေးဘူး ready မဖြစ်ဘူးဘာလို့လောက်အောင်မသိဘူးအဓိကကသူတို့အလင်းငိုင်းမိသွားတာပါဥမာဘရူနိုကန်မယ်ထင်တာဟုတ်တယ်ဟုတ်တယ်ကျွန်တော်ခရစ်စတီယာဘဲလေးအလင်းငိုင်းမိသွားတာကဒီနှစ်ယောက်ရက်နေတဲ့အချိန်မှာဘရူနိုကန်မယ်လို့သူတို့ကတွတ်ထားတာဘရူနိုကန်မယ်လို့တွတ်တော့ဘရူနိုရဲ့ action ကိုကြည့်လိုက်တော့ဘရူနိုက ဒီတိုင်းလေးပဲရက်နေတော့မကယ်တော့သေးဘူးပေါ့လေအကန်အောင်မှမဟုတ်သေးဘူးဆိုတော့သူတို့ကအဲ့လိုအေးသေးလေးနေနေချင်ဘူးသူကကန်မှာပေါ့တော့တို့ပဲတို့ပြီးလိုက်တော့အဲ့မှာ trick ကအဲ့မှာပေါ့နော်လှည့်စားသွားတာကကန်ပဲကစားမကန်ပဲထင်တဲ့ကစားမကပြင်ထားတဲ့ပုံစံမကန်တော့သေးဘူးထင်တဲ့အချိန်မှာ तू ကမကန်ဘူးတို့ထုတ်ပေးလိုက်တယ်အဲ့ကျမီဆမောင်းကပြေးကန်တယ်ကန်သွားတဲ့ကန်ချက်ကလည်းဂိုးပေါက်လည်းတည့်တယ်ဒီ low drive ပေါ့နော်အောက်ကနေပြီးတော့ဒါနှိုက်ပြီးကန်သွားတာလေတော်တော်လေးလေးကောင်းပါတယ်အဲ့တော့မှန်တယ်ဗျဒီလိုပွဲမျိုးတွေမှာကအဲ့လိုဒီလိုအခြေအနေမျိုးတွေကို ခွင့်ရေးယူနေအဲ့တိတိလေးတွေပဲရမှာပဲအခွင့်ရေးအဲ့တိတိလေးတွေကိုအသုံးချနိုင်တဲ့အသင်းကအဲ့လိုတာသွားတာနောက်တစ်ပြားတာသွားတာပဲเนาะအဲ့လိုပဲပြောရမှာပါဟုတ်ကဲ့ပါအဲ့တော့အဆုံးသတ်နေတော့ကျွန်တော်က United ကနောက်ဆုံး6ပွဲမှာ Everton တပွဲပဲရှုံးတယ်ကျန်တဲ့အဲနောက်ဆုံး sorry ခုနှစ်ပွဲမှာ Everton တပွဲပဲရှုံးတယ်6ပွဲမှာ4ပွဲနိုင်တယ်ပေါ့နော် Forest နဲ့ Tottenham ကိုတည်ရေးကြတယ်ကျွန်တော် Central Line ရဲ့ Liverpool ရဲ့ Brighton ရဲ့အခု Palace ကိုနိုင်ထားတယ်ကစားရခက်တဲ့အသင်းတွေနိုင်ထားတယ်ယူနိုက်တက်ကကျွန်တော်တို့ထင်ထားသလောက်အချိန်ကြီးစိုးနေတာလဲဟုတ်ချင်မှဟုတ်မယ် ကျွန်တော်တို့ရဲ့ဒါ expectation တွေကျွန်တော်ရဲ့မျှော်လင့်ချက်တွေဒါ United ကိုတခြားကျွန်တော်တို့ကိုချင်းကြီးပြောနေကြပါသူတို့အောင်မြင်ခဲ့တဲ့ပုံစံတွေနှိုင်းရှင်နေတာတွေအများကြီးမျှော်လင့်နေရတယ်တကယ်တော့လက်တွေ့ကျကျ logically the reality ဘိုင်းမှာတော့ United လက်ရှိ form ကအရင်ညံ့နေရတော့မဟုတ်ဘူးလို့ကျွန်တော်ကတော့ဖြည့်ပြောချင်တယ် United ဒီတိုင်းဆိုကျွန်တော်ခုနကပြောခဲ့လို့ပဲ Man City ဒုတိယနေရာ၄မှတ်ပဲကွာတယ်ဆိုတာကဒါအရင်ဆိုးနေရမဟုတ်ဘူးအဲ့တော့ဒီနေရာဒီမှာတော့ဗာကျွန်တော်တို့တော်တော်လေးကိုမျှော်လင့်လို့ရတဲ့အခြေအနေပြန်ရောက်လာလို့ပဲကျွန်တော်ဖြည့်ပြောချင်တယ်အဲ့တော့ကျွန်တော်ပြောတာလည်း တော်တော်လေးစုံသွားပြီဆိုတော့နောက်ပွဲကြမှာကျွန်တော်တို့ပွဲပြီးသုံးသက်ချက်တွေဆက်ပြီးတော့ပြန်ဆက်ကြတာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကျွန်တော်တို့ The Sports Corner ရဲ့ပွဲပြီးသုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ် United အသင်းကအဝေးကမှ Crystal Palace ကို1-2နဲ့နိုင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့တင်ဆက်ပေးခဲ့တာညီကိုတွေသဘောကျမယ်လို့လည်းမျှော်လင့်ပါတယ်ကြည့်ရှုပေးခဲ့တဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ